အားလုံးပဲခရစ်တော်နိုင်မင်္ဂလာပါဒီကနေ့အားလုံးနဲ့ဝင်ငါချင်တဲ့ခေါင်းစဉ်လေးကဖခင်များနေ့ဖြစ်ပေါ်လာပုံတမိုင်းအကြောင်းကိုတင်ပြချင်တာဖြစ်ပါတယ်ဆိုတော့နှစ်စဉ်နှစ်တိုင်းငါးလပိုင်းဒုတိယပတ်တနင်္ဂနွေနေ့ဟာအပီပီဆိုင်ရာမိခင်များနေ့ဖြစ်ပြီးတော့မှနှစ်စဉ်နှစ်တိုင်းရဲ့6လပိုင်းတတိယတပတ်တနင်္ဂနွေအပီပီဆိုင်ရာဖာရာဒေးဖခင်များနေ့ဖြစ်ပါတယ်ဒါကတော့အတိတ်သတ်မှတ်ထားလို့ရပါတယ်เนาะနှစ်စဉ်နှစ်တိုင်းမိခင်များနေ့ဘယ်နေ့လဲဖခင်များနေ့ဘယ်နေ့လဲဆိုရင် ဒီလိုအသေးမှတ်ထားလို့ရပါတယ်။ तू ကအပြောင်းလဲမရှိဘူး။အဲ့ဒီနေ့မှာပဲတတ်မှတ်တာဖြစ်ပါ။ဆိုတော့အပီပီဆိုင်ရာ ဖခင်များနေ့မှာအဲ့ဒီဖခင်များနေ့ဖြစ်ပေါ်လာပုံအကြောင်းကိုတင်ပြရင်းနဲ့တမန်ချင်းစာနဲ့အနှဲငယ်ခွန်အားပေးချင်ပါတယ်။ပထမတပိုင်းမှာပြောချင်တာကတော့ကဘာပေါ်မှာမတူညီတဲ့ဖခင်များနေ့ရှိနေတယ်ဆိုတာပထမအဦးဆုံးကျွန်တော်တို့ရှင်းလင်းချင်ပါတယ်။ကဘာပေါ်မှာဖခင်များနေ့အများကြီးရှိတဲ့အထဲမှာအမေရိကန်အသင်းတော်ကနေဖြစ်ပေါ်လာတဲ့ဖခင်များနေ့ဖြစ်တဲ့ 6လပိုင်းတတရနေ့တနင်္ဂနွေကဘာပေါ်မှာပြုတ်လို့သူအများဆုံးဖြစ်ပါတယ်နိုင်ငံပေါင်း80ကျော်ကပြုတ်လို့ပါတယ်လို့ကျွန်တော်တို့စစ်တမ်းကောက်ချက်အရာသိရပါတယ်ဒါကတော့ကဘာပေါ်မှာအများဆုံးပြုတ်လို့တဲ့ဖခင်များနေခရိယန်အသင်းတော်တွေကလည်းလှုပ်တဲ့ဖခင်များနေဖြစ်ပါတယ်ဒါပေမဲ့ဂျန်တဲ့တချို့နိုင်ငံတွေမှာသူ့နိုင်ငံရဲ့တမိုင်းတမိုင်း background နဲ့ဦးတည်ပြီးတော့မှသူ့နိုင်ငံနဲ့သူ့ဟာသူဖခင်များနေရှိကြတယ်ဆိုတာကျွန်တော်တို့နားလည်ရပါတယ် ဥပမာကျွန်တော်တို့မြန်မာပြည်မှာကြည့်မယ်ဆိုရင်မြန်မာပြည်ရဲ့ဗုဒ္ဓဘာသာ background အရာလောက်ထားတဲ့ဖခင်များနေဆိုတာရှိပါတယ်အဲ့ဒါကတော့တပေါင်းလပြည့်၃လပိုင်းရဲ့လပြည့်နေ့မှာသူတို့ကဖခင်များနေအဖြစ်သတ်မှတ်ပြီးမှပြုလုပ်ကြပါတယ်မြန်မာပြည်မှာဗုဒ္ဓဘာသာအများစုဖြစ်တဲ့အတွက်အဲ့ဒီနေ့မှာသူတို့စာပေဟောပြောပွဲကအစဖခင်တွေကိုအောက်မေ့ခြင်းဂိမ်းကစားခြင်းကအစအမျိုးမျိုးလောက်ကြတာရှိပါတယ်ဒါကတော့ဗုဒ္ဓဘာသာရဲ့ background ကနေပေါ်လာတဲ့ကျွန်တော်တို့ဖခင်များနေဖြစ်အာရှိတယ်ဆိုတာကျွန်တော်တို့ အာနားလေစီချင်တာပါနားလေစီချင်တာဒါကတော့၃လပိုင်းလပြည့်နှစ်ကိုတတ်မှတ်ထားတဲ့မြန်မာပြည်မှာဒါပေမဲ့ခရီးအများစုကတော့အမေရိကန်နေအမေရိကအသင်းတော်ကနေဖြစ်ပေါ်လာတဲ့အပီပီဆိုင်ရာဖခင်များနေဒီကနေ့ကိုလိုက်တာဖြစ်ပါတယ်နောက်ပြီးတော့မှကျွန်တော်တို့နားလေရမှာကမွန်ဂိုနဲ့ထိုင်ဝမ်တရုတ်သူတို့ကကြတော့လေ၈လပိုင်း၈ရက်နေမှာဖခင်များနေဖြစ်တတ်မှတ်တယ် အဲ့ဒီရှလပိုင်းရှိရနေ့မှာအကြောင်းရင်းတစ်ခုရှိပါတယ်တမရရတဲ့နေ့ကရှလပိုင်းရှိရနေ့ဟာဆိုလို့ရှိရင်တို့နိုင်ငံရဲ့တမိုင်း background တော်တော်ကြီးကြီးမားမားရှိပါတယ်တကယ်ဘာလဲအခြေခံတွေတမိုင်းအခြေခံတွေရှိပါတယ်အဲ့ဒါကြောင့်ဖခင်တွေကိုအောက်မေ့တော့အနေနဲ့ဖခင်များနေလောက်တာဖြစ်ပါတယ်ဒုတိယတစ်ခုကကျတော့တရုတ်စကလုံးမှာပါပါဆိုတဲ့ရှင်းနဲ့ရှင်းနဲ့တော့ရှင်းဆိုတာပါလို့ခေါ်တယ်လေရှင်းနှလုံးပေါင်းလိုက်ရင်ပါပါလို့ခေါ်တယ်ပါပါဆိုတဲ့အတန်ထွက်ကအဖေဆိုတဲ့အတန်ထွက်နဲ့နည်းနည်းလေးတူညီနေတဲ့အတွက်ကြောင့် ါပါကျဲဆိုပြီးတော့မှဒီ၈လောက်ပိုင်းရှိတဲ့နေ့မှာပြုလို့တာလည်းရှိပါတယ်ဒါကမတူညီတဲ့ဖက်ကင်များနေ့ကိုတင်ပြနေတာဖြစ်ပါနောက်ပြီးတော့မှအနောက်နိုင်ငံတချို့မှာเนาะနိုင်ငံပေါင်း၄နိုင်ငံလား၆နိုင်ငံလားမသိဘူးအဲ့ဒီ၃လပိုင်း၁၉ရက်နေ့မှာလောက်တာရှိတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီနေ့မှာယူမန်ကက်သလစ်တချို့ပေါ့เนาะယူမန်ကက်သလစ်တချို့နဲ့တချို့တခြားဘာသာဝင်တချို့တွေကမေရိုမာရီရဲ့ဗာလေယူမဲယောက်ျား သခင်ယေရှုခရစ်တော်ရဲ့မွေးစားဖခင်ယောသတ်ကိုအောက်မေ့တော်အနေနဲ့အဲ့ဒီ၃လပိုင်း၁၉ရက်နေ့မှာဖခင်များနေဖြစ်အောက်မေ့ပြီးတော့မှပြုလုပ်ကြတာရှိပါတယ်။ဒါကလည်းနိုင်ငံ၄၅နိုင်ငံတော့လုပ်တယ်။ဒါပေမဲ့ဒီကနေ့ကျွန်တော်တို့အဓိကပြောနေတဲ့လုပ်နေတဲ့အမေရိကအသင်းတော်အနေလာတဲ့ဖခင်များနေအဲ့ဒီလောက်တော့လုပ်တဲ့သူမရှိဘူး။ကဘာပေါ်မှာဘာလို့အပီပီဆန်ရလို့တတ်မရလဲဆိုတော့ကဘာပေါ်မှာလုပ်တဲ့သူအများဆုံးရှိတဲ့အတွက်ကြောင့်အခုဖခင်များနေဖြစ်တတ်မှတ်တာဖြစ်ပါတယ်။ အမေရိကပဲလုပ်မယ်ဆိုရင်တော့အမေရိကပဲဖခင်များနေအပီပီဆိုင်ရာလို့တတ်မှတ်လို့မရအောင်တို့တနိုင်ငံပဲလုပ်တာကိုဥမာမြန်မာပြည်မှာတနိုင်ငံပဲလုပ်တဲ့နေ့ကိုအပီပီဆိုင်ရာလို့ပြောလို့ရလားမရပါဘူးအပီပီဆိုင်ရာဆိုတာကဘာတဝမ်းမှာပြုလုပ်တဲ့သူနိုင်ငံတွေအများကြီးရှိတဲ့အခါမှာအပီပီဆိုင်ရာလို့ပြောထားတာဘာကြောင့်လဲအပီပီနဲ့ဆိုင်လာတာကျွန်တော်တို့နိုင်ငံမှာလည်းဖခင်များနေလုပ်တယ်6လပိုင်းတတရားပတ်တနင်္ဂနွေတခြားနိုင်ငံပေါင်း89နိုင်ငံလောက်ကလည်း အဲ့ဒီနေ့မှာလုံနေကြတယ်လေဆိုလိုချင်တာကကဘာပေါ်မှာအများဆုံးလုံတဲ့ဖခင်များနေ့က6လပိုင်းတတိယပတ်တနင်္ဂနွေနေ့မှာဖြစ်တယ်အဲ့ဒီ6လပိုင်းတတိယနေ့ဒီပါလေဖခင်များနေ့ဖြစ်ပေါ်လာပေါ်အကြောင်းအကိုအဓိကဒီကနေ့ရှင်းပြချင်တာဖြစ်ပါတယ်6လပိုင်းတတိယအပတ်တနင်္ဂနွေဖခင်များနေ့ဖြစ်ပေါ်လာပုံကဘယ်လိုဖြစ်လာတာလဲဘာလို့ဒီလောက်များများနိုင်ငံတွေကပြုတ်လုံနေကြတာလဲကျွန်တော်လူရင်းတူရှင်လေးအပိုင်းနဲ့အနေနဲ့ရှင်းပြချင်တယ်အပိုင်းနဲ့မှာဘာပြောချင်လဲဆိုတော့ ဖခင်များနေဖြစ်ပေါ်လာဖို့ရင်အတွက်ကြိုးပမ်းခဲ့တဲ့အမျိုးသမီးတယောက်အကြောင်းကိုပြောချင်တယ်ဖခင်များနေကိုအစပြုကြိုးပမ်းခဲ့ပေးခဲ့တဲ့သူကဘယ်သူလဲဆိုတော့အမေရိကန်နိုင်ငံဝါရှင်တန်မြို့ကဆိုနိုယာရိုက်စ်မတ်တော့ဆိုတဲ့အမျိုးသမီးတယောက်ဖြစ်ပါသူက1900ခုနှစ်အတင်းတော်တခုမှမိခင်များနဲ့အဖြစ်ပါဝင်ရင်းနဲ့ဖခင်များနဲ့လည်းရှီတင့်ကြောင်းအသွေးဝင်လာပြီးတော့မှအတင်းအုပ်ဆရာနဲ့တိုင်ပင်ပြီးတော့မှဖြစ်တည်လာတာဖြစ်ပါတယ် โอเคဒီ miss တော့ဆိုတဲ့အမျိုးသမီးဟာဆိုလို့ရှင်ငငယ်ကလေးကသူ့အမေဆုံးသွားဆုံးသွားပြီငငယ်တွေကသူ့အမေဆုံးသွားပြီသူ့မှာညီကိုမောင်တော်မ6ယောက်ရှိတယ်6ယောက်သူကတော့အကြီးဆုံးအမအကြီးပေါ့နော်ညီကိုမောင်တော်မ6ယောက်ရှိတဲ့အထဲမှာသူ့အမေကသူတို့ငယ်ငယ်လေးတွေကဆုံးသွားတဲ့အခါမှာသူတို့6ယောက်လုံးကိုဘယ်သူပြုစုပြောထောင်မှကြီးပြင်းလာလဲဆိုတော့အဖေအဖေကနော်စင်မှုထန်းဟောင်းတယောက်ဖြစ်ပေမဲ့လည်း ူတို့ကိုငယ်ငယ်လေးကနောက်အိမ်ထောင်မပြုတ်ပဲနဲ့သူ့အမေတေသွားပေမဲ့လေအဖေလှုပ်တဲ့သူကနောက်အိမ်ထောင်မပြုတ်ပဲနဲ့တားသမီး6ယောက်လုံးကိုကျူးကျူးစားစားခက်ခက်ခဲခဲနဲ့ကြီးကြီးထွားလာအောင်လူလားမြောက်လာအောင်ပြုစုပြူထောင်ခဲ့ပေးတာသူတို့အဖေဖြစ်တယ်။ဒါကြောင့်အဲ့ဒီ Miss Dot ဆိုတဲ့ဒီအမျိုးသမီးကလေသူအမိခင်များနေမှာအသိန်းတော်တစ်ခုမှမိခင်ဂျေဇုဘလောက်ရှိကြောင်းပလင်ပေါ်မှာပြောတယ်တရားဟောတယ်သူခံစားရလားဆိုမခံစားရအောင်ဘာကြောင့်လဲသူမိခင်ကစောစောတည်သွားပြီလေ မှာခံစားရတာကဘာလဲဆိုတော့ဖခင်ရဲ့ကြီးစုပဲခံစားရတာဖြစ်ချင်တော့အဲ့ဒီခေတ်ကာလမှာမိခင်များနေပဲရှိပြီးတော့မှဖခင်များနေမရှိဘူးဖခင်များနေမရှိတဲ့အတွက်သူ့စိတ်ထဲမှာပြင်းပြမှုတစ်ခုထွက်လာတယ်ဟောငါတို့လိုလူမျိုးကကြတော့ဖခင်ကြီးစုကိုပဲတီးရတာလေဒါကြောင့်ဖခင်များနေမရှိသင့်ဘူးလားမိခင်များနေကတော့ရှိပြီးတော့မှဘာလို့ဖခင်များနေမရှိတာလဲဆိုပြီးမှဖခင်အကြောင်းပြီးတဲ့အခါမှာတင်းအုပ်ဆရာနဲ့တော့တိုင်ပင်တယ် နှိမ့်အိုးဆရာလည်းသူပြောတာသူ့ရဲ့တက်တီခံချက်သူ့ရဲ့ဘဝဆက်ကြောင်းကိုနားထောင်ပြီးမှအင်မတန်ခွန်အားရပြီးတော့မှသူ့ကိုပါဖြစ်လေ။ကူညီတယ်၊ကူညီတယ်။အဲ့ဒီကနေစပြီးတော့မှသင်းအိုးဆရာလည်းကူညီတယ်၊စီးပွားရေးတမားလည်းသူ့နဲ့အတူကူညီတယ်၊နိုင်ငံရေးတမားလည်းကူညီတယ်စသဖြင့်သူတို့မြို့ကအစပေါ့နော်တခြားမြို့နယ်ကအစအကုန်လုံးစာရေးတင်သွင်းတဲ့ကျိုးပန်းနဲ့ဖခင်များနဲ့ဖြစ်ပေါ်လာအောင်တင်သွင်းတဲ့အဆိုပြုတဲ့ကြိုးစားတဲ့လောက်ကိုင်းတဲ့အသင်းတော်တွေမှာလည်းလှုပ်ဖို့ရန်အတွက်အဲ့ဒီသူ့ရဲ့ဖခင်မွေးနေ့မှာ အာတတ်မှတ်ပေးဖို့ရင်အတွက်သူကဖခင်တွေကိုဂုံပြုတ်ဖို့ရင်အတွက်ကြိုးစားလာတယ်ကြိုးစားလာတယ်အခုဒီအမျိုးသမီးနော်အမကြီးဒီအမျိုးသမီးဒီမှာဒီအမျိုးသမီးဒီအမျိုးသမီးက Smith Miss Doe ဘာနော် Miss Doe ဒေါ်ဆိုတဲ့အမျိုးသမီးဆိုတော့ဒီအမျိုးသမီးရဲ့ကြိုးစားအားထုတ်မှုကြောင့်အမေရိကန်မှာ1930ခုနှစ်6လပိုင်း19 ၁၉ရက်နေ့မှာကမ္ဘာပထမအူဆုံးဖခင်များနဲ့အခမ်းအနားကိုဝါရှင်တန်မြို့တော်မှာကြီးကျယ်ခမ်းနားစွာကျင်းပခဲ့တယ်လို့ကျွန်တော်တို့တမိုင်းမှာဖတ်ရတယ်။၆၃နှစ်ကြာမှာ1982ခုနှစ်တမာရယစ်ချက်တမာရယစ်ချက်နက်စင်ဆိုတဲ့သူကသူ့ရဲ့လက်ထက်မှာပေါ့နော်ဒီတမာရရဲ့လက်ထက်မှာဖခင်များနဲ့ဟာ အမေရိကန်တနိုင်ငံလုံးရဲ့တရားဝင်နေထူနေမြဖြစ်ကြောင်း လက်မှတ်ရေးထိုးယူမှာ အတီးပြုတ်ပြတန်းခဲ့တယ်နော်ထာဝရဖခင်များနေဖြစ်ကြီးညာပေးခဲ့တာဖြစ်ပါဒီနောက်ပိုင်းမှာတခြားနိုင်ငံတွေကလည်းအမေရိကန်ရဲ့ဖခင်များနေကိုဟိုအတူယူလာတယ်ဘာကြောင့်လဲဆိုတော့လူတိုင်းမှာဖခင်ရှိတယ်လေလူတိုင်းမှာမိခင်ရှိတယ်လေဒါကြောင့်အဲ့ဒီဖခင်ကငါတို့အဖေကိုလည်းကျွန်တော်ငါတို့အောင်မေ့ရမယ်တတိယရမယ်ဆိုပြီးမှအမေရိကန်အတိုင်းလိုက်လှုပ်လာတာတနိုင်ငံပြီးတနိုင်ငံအတူယူလာတာဒီကနေ့နိုင်ငံပေါင်း80လောက်က ဒီအမေရိကန်လှုပ်တဲ့နေ့6လပိုင်းတတရတနင်္ဂနွေနေ့မှာပြုတ်လုံနေကြပြီဆိုတာကျွန်တော်နားလဲရဆိုတော့နောက်ဆုံးနောက်ဆုံးမှာဒီဖခင်များနေ့ဂျိုးပန်းတင်သွင်းပေးခဲ့တဲ့အမျိုးသမီးเนาะမစ္စတော်ကတော့အမေရိကန်တက္ကသိုလ်တခုမှာပညာသင်ကြားရင်းနဲ့เนาะ1984ခုနှစ်မှာအသက်64နှစ်မှာခရစ်တော်နဲ့အပြော်ခဲ့တယ်ဆိုတော့ကျွန်တော်နားလဲရဒီနေရာမှာတတိထားရမှာတခုကတတိထားစရာတခုကကျွန်တော်တို့ခွန်အားယူစရာတခုက အပီပီဆိုင်ရာဖတ်ခင်များနေဆိုတာခရိယန်ဘာသာထဲကနေပေါ်လာတယ်ဆိုတာကျွန်တော်တို့ညင်းလို့မရဘူး။ဘာကြောင့်လဲဒီလား။ဒီဒီအမျိုးသမီးကအသင်းတော်ကအသင်းဝင်တယောက်နော်။အသင်းတော်ကနေအသင်းအုပ်ဆရာနဲ့တိုင်ပင်မှဖြစ်ပေါ်လာတာ။ဆိုတော့ဖတ်ခင်များနေကအသင်းတော်ကနေပေါ်လာတာဖြစ်တယ်ဆိုတာကျွန်တော်တို့နားလည်ရမယ်။များစွာတော့အပီပီဆိုင်ရာနေထူနေမြက်တွေကခရိယန်ဘာသာထဲကနေပေါ်လာတာများတယ်။ဂျေဇူးတော်ကြောင့် ။ဘာကြောင့်လဲဆိုတော့ဖခင်သခင်ရဲ့စိတ်တော်ကအလိုတော်ကအဲ့လိုမိဘကိုယုံကြည်ဖို့ရန်အတွက်တမန်ကျမ်းစာမှာတွင်တင်ထားတဲ့အတွက်တမန်ကျမ်းစာကိုဖတ်ရှုပြီးတော့မှအတမန်ကျမ်းစာအတိုင်းအသက်ရှင်တဲ့ခရိယံဘာသာဝင်တွေဟာအဲ့ဒီမိခင်ဖခင်ရဲ့ဂျေဇူးကိုအမြဲတမ်းအောင်းမေ့ခြင်းနဲ့စိတ်ရှိတယ်ဆိုတာကျွန်တော်ဖော်ပြချင်တာဖြစ်ပါ။ဒါကတော့ဖခင်များနေဖြစ်ပေါ်လာပုံအချင်းချင်းကိုတင်ပြသွားတာဖြစ်ပါတယ်။